တခိုးလုံးရင်းနဲ့အလိန်ခင်ရတဲ့ရှင်လေးစောင်းရသည်ရောက်တိုင်းရှင်လေးတွေကအလုံးများကြပါတယ်သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ဝတ်သက်ချာသီးတွေကိုစုဆောင်းကြရတာပါနောက်ပြီးတော့အရာတွေကိုဒီတိုင်းတင်ထားလို့လည်းမရပါဘူးအခိုးခင်ရတာနဲ့ကုံသွားမှာမလို့ပါအဲဒါကြောင့်မြေကြီးအောက်မှာမြုပ်ထားတတ်ကြပါတယ်သူတို့ရဲ့တဘာဝအရအဲ့ဒီအသီးတွေရဲ့နေရာကိုလည်းမှတ်မိကြတာပါရှင်လေးတွေကညံအရန်ကောင်းတဲ့အကောင်လေးတော့မဟုတ်ကြပါဘူး။ဒါပေမဲ့စောင်းဦးပေါက်ပြီးဆိုရင်တော့အုံနောက်ကပို့ပြီးတော့ကောင်းလာတတ်ကြပါရဲ့ အဲ့ဒီချိန်မျိုးမှာသူတို့အုံနောက်ကပုံမှန်ထက်15ရာခိုင်နှုန်းပိုပြီးတော့ကြီးလာတယ်လို့ပညာရှင်တွေကရှာဖွေတွေ့ရှိထားကြပါတယ်။အရာကဝတ်သက်စာသည်မြုပ်ထားခဲ့တဲ့နေရာတွေကိုကောင်းကောင်းမှတ်မိစေတဲ့အချက်တစ်ချက်ပါပဲ။နောက်ပြီးတော့အုံနောက်ပိုကောင်းလာတဲ့အတူညံနေညံတဲ့ကလိန်ကချင်းညံတွေကလည်းပိုပြီးတော့ထွက်လာကြပါတယ်။အခုတော့ဒီရှင်လေးကစောင်းတွင်းအတွက်ဝတ်သက်စာသည်တွေရှာလိုက်ညည်ကြီးတဲ့တူဖွက်လိုက်လုံရင်နဲ့ရှုံနေတာပါ။ဒီချိန်မှာပဲသူ့နဲ့မြည်တဲ့ရောက်လာတဲ့တခြားရှက်တကောင်ကိုတွေ့လိုက်ပါရီအရီရှင်ကတော်တော်လေးတော့တည်ငြိမ်နေတာပါ သူ့လက်ထဲမှာလည်းဝတ်သက်ချသည့်တလုံးကိုကင်ထားပါသေးတယ်။သူ့နယ်မြေထဲခက်တီတီလာရက်နေတဲ့အတွက်ရှင်လေးလေးစိတ်တူသွားခဲ့တာပါ။အဲဒါကြောင့်အမေတွေကိုဖွာကနေဖြစ်အောင်ထောက်ပြလိုက်ပြီးသူကဒီနေရာမှာအင်အားပိုကြီးကြောင်းပြသနေပါတယ်။တပတ်ကရှင်ကတော့အရင်တိုင်းပဲခက်အေးအေးရှိနေတာပါ။အမေကိုလည်းခံရနေပါတယ်။တပတ်ကရန်ပြူးမဲ့အမူအရာမရှိတာကြောင့်ရှင်လေးလည်းစိတ်အေးသွားရတာပါ။နောက်ပြီးတော့အဲရီရှင်လေးကင်ထားတဲ့ဝတ်သက်ချာသီးကိုသွားလုခဲ့ပါရီ။အဲရီချိန်မှလည်းအခက်အခဲမရှိခဲ့ပါဘူး။ဝတ်သက်ချာသီးကသူ့ရဲ့လက်ထဲကိုအလွယ်တကူပဲပါလာခဲ့တာပါ တပတ်ရှင်ကတော့ကြောင်စီစီနဲ့ရက်နေတော့မှာပဲတကယ်တော့အရာကသူတို့ရဲ့အမှုကျင့်တွေကိုလေးလာဖို့ခြားထားတဲ့ spine ဆက်ရုပ်ရှက်တကောင်ဖြစ်နေပါတယ်ရှန်ဆယ်လီကတော့ဒါကိုသိမနေခဲ့ပါဘူးသူများစီကဝက်တက်ချသည့်တလုံးကိုလူနိုင်ပြီလို့ပဲထင်နေတာပါပြီးတော့အဲ့ဒီအသီးကိုလည်းမြေကြီးအောက်ကိုတူဖွဲ့ဖို့အတွက်ပြင်နေခဲ့ပါသေးတယ်တကယ်ပြဿနာကသူဖွဲ့နေတဲ့ဝက်တက်ချသည့်ကိုနောက်ထပ်ရှက်တကောင်ကခိုးဖို့အတွက်ချောင်းနေတဲ့ကိစ္စပါပဲသူကတနေ့ကောင်ဒီရှင်လေးဖွဲ့သမျှအသီးတွေကိုလိုက်ခိုးပြီးသူ့ရဲ့အမတ်သားနဲ့သူပြန်ဖွဲ့နေခဲ့တာဖြစ်ပါတယ် အခွင့်အရေးပြီးဆိုတာနဲ့တခိုးရှင်းကစပြီးတော့လှုပ်ရှားပါတော့တယ်။ကန်ဆိုးကျင်တော့အဲဒီကိစ္စတွေကိုပိုင်ရှင်ရှင်းလေးတည်သွားခဲ့တာပါပဲ။ဒီချိန်မှာတော့နှစ်ကောင်သားတိုက်ခတ်ရတဲ့ကိစ္စတွေဖြစ်လာခဲ့ပါပြီ။သူတို့ကခုံရင်ပြန်ရင်တပည့်နေပေါ်ပြေးတက်သွားရင်တိုက်ခတ်နေကြပါတယ်။တကာတလေစပိုင်ဆက်ရုပ်ရှင်ကြီးရဲ့အနောက်ရောင်မှရောက်သွားခဲ့တာပါ။အဲဒီချိန်မှာလဲစပိုင်ရှင်ကသူ့ရဲ့ပုံစံအတိုင်းခဲအေးအေးပါပဲ။ တခိုးရှင်ကတော့မှားရတူပြီးပြီးအသေးအတံမတိုက်ခိုက်ပါဘူးထွက်ပြေးဖို့ပဲအာယုံဆိုင်ထားတာပါဒလုံးနဲ့ရှင်းတိုက်ပွဲလေးရတိတ်မကြလိုက်ဖဲနဲ့ပြီးသွားခဲ့ပါတယ်ဘသူမှအနိုင်မရလိုက်ပါဘူးရှင်ဒါပေမဲ့တခိုးရှင်ကတော့ခိုးဖို့အတွက်စိတ်ကူးကိုလန့်လွတ်လိုက်တာတော့ဟုတ်မနေခဲ့ပါဘူးအခွင့်အရေးရမလားဆိုပြီးတော့ခက်လန်းလန်းကဆက်ပြီးတော့ချောင်းနေခဲ့ပါရီဒါအိုကျိုးကျိုးစားစားအလုံးလုံးနေရှင်လေးရလဲတည်တာပေါ့အဲဒါကြောင့်ဝက်တက်ချာတီတလုံးကိုမြေမြုပ်နေတယ်လို့ဟန်ဆောင်နေခဲ့တာပါ ခနာကြမှာတော့အနာကထွက်ခွာသွားခဲ့ပါရီအဲ့ဒီချိန်မှာတခိုးရှင်ကအရာကိုထပ်ပြီးတွားတူပြန်ပါရီဒါပေမဲ့ဘာမှမတွေ့လိုက်ရပါဘူးတကယ်တော့ဟိုရှင်လေးကဝက်သစ်ချာသည်ကိုပစောင်းထဲမှာထဲငုံပြီးမြေမြုပ်နေတယ်လို့ဟန်ဆောင်နေခဲ့တာပါအဲ့ဒါကြောင့်တခိုးရှင်လေးလည်းစိတ်ပြတ်သွားပါရီဟိုဟိုဒီဒီကြီးလိုက်တဲ့ချိန်မှာတော့ထူးခြားချက်တစ်ခုကိုတွားတွေ့ခဲ့ပါပြီစပိုင်ရှင်ရဲ့လက်ထဲမှာအသစ်ရောက်လာခဲ့တဲ့ဝက်သစ်ချာသည်တလုံးကိုတွေ့လိုက်လို့ပါပဲအဲ့ဒါကြောင့်အ мян သွားပြီးတော့လှူလိုက်ပါရီပြီးတော့တက်ပင်ပေါ်ပြေးတက်သွားတော့ပါ ဒါပေမဲ့ဒေတိယထူးခြားသလိုဖြစ်နေပါတယ်။အဲဒါကြောင့်ကင်ကြီးတော့လည်းမရနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲဒီတိယဝတ်သက်ချသည့်ပုံစံလုပ်ထားတဲ့ spy camera တစ်လုံးဖြစ်နေလို့ပါပဲ။အဆုံးထိချစ်ခင်ကြီးရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ခါတည်းရဲ့ Golden Myanmar Channel ဗီဒီယိုမှာဆိုရင်လေပရိသတ်တွေစိတ်ဝင်စားစေမယ့်အကြောင်းအရာတွေကိုဆက်လက်ထုတ်လွှင့်ပေးပါအောင်မယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြိုင်းတဲ့နှုတ်ဆက်ပါရစေရှင်။